ဧသတာဝတ္ထုအခန်းကြီး2အငယ်1မှ23တပံရှင်ဘီရင်အာရွှေရုသည်စိတ်တော်ပြေသောအခါဝါရှတိကို၎င်းသူပြုသော အမှုနှင့် သူတပတ်၌စီရင်သော အမှုကို၎င်းအောက်မိတော်မူ၏ အထံတော်၌ခစားသောကျွန်းတော်တို့ကလည်းအစင်းလာသောတမိကညာတို့ကို အရှင်မင်းကြီးအဖို့ရှာရပါမည်အကြောင်းအခွင့်ပေးတော်မူပါ အစင်းလာသောတမိကညာအပေါင်းတို့ကို ရှုရှံနန်းတော်တွင် အပြူတော်နေရာသို့စုဝေးစေ၍နန်းတော်မင်းမဆူ အပြူတော်အုပ်ဟေခဲ၌အပ်စီခြင်းကနိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်မင်းအရာရှိတို့ကိုခန့်ထားတော်မူပါစင်ကြယ်စီခြင်းကဆေးမျိုးကိုအပ်ပေးတော်မူပါနှစ်သက်တော်မူသောသမီးကညာကိုမိဖုရားဝါရှတိအရာ၌ခန့်ထားတော်မူပါဟု ရှောက်သောစကားကို ရှင်ဘရင်နှစ်သက်၍ထူထူစီရင်တော်မူ၏ထိုကာလတွင် ရှုရှံမြို့တော်၌ဘေးရင်မင်းအမျိုးကိရှရှိမိ ယာဣယာတို့မှဆင်းသက်သောမော်တကဲအမိရှိသော ယူဒလူတယောက်ရှိ၏ထိုသူသည်ဘာဗုလုန်ရှင်ဘုရင်နေပုခ္ခနေစာတိမ့်သွားသောယူဒရှင်ဘုရင်ရေခေါနီမှဆ၍ဖန်စီတိမ့်သွားခြင်းကို ခံရသောလူစု၌ပါတည်းထိုသူသည်ဘာတွေတမီဟတတတီဟူသောဧတတာကိုမွေးမြူ၏ထိုတတို့တမီသည်မိဘမရှိ ပုံပြင်ရင်ကျေး၍အသွေးအစင်းလဲလှ၏ မိဘတည်သောအခါမော်တကဲသည်ယူ၍ကိုသမီးကဲ့သို့မှတ်သည်ရှင်ဘရင်အမိန်တော်ကို ထုတ်၍ကြော်သောအခါအပြူများတို့ကိုရှုရှံနန်းတော်သို့စုဝေးစေ၍မိမဆိုးဟေခဲ၌အယံတွင်ဧတတာကိုလည်းနန်းတော်သို့ခေါ်ဆောင်၍ဟေခဲ၌အကြ၏ဧတတာသည် ဟေခဲစိတ်နှင့်တွေ့၍မျက်နာရသဖြင့်ဟေခဲသည်စင်ကြယ်စေသောဆေးမျိုးနှင့် ပေးရသောအဝတ်အစားကို အလင်အမြန်ပေး၏ နန်းတော်၌ရွေးကောက်သောဂျွမခုနှစ်ယောက်တို့ကိုလည်းပေး၍အေးတတာနှင့်သူဤဂျွမတို့ကို အပြူတော်နန်းတွင် အမျက်ဆုံးသောနေရာ၌ချီးမြှောက်လေ၏အေးတတာသည်မိမိအမျိုးနှင့်မိမိဆွေညာတကားကို မဖော်မပြမီအကြောင်းမော်တကဲတတိပေးသည့်အတိုင်းမဖော်မပြဘဲနေ၏ဧတဒာတိအဘေသူရှိသည်ကို၎င်း သူ၌အဘယ်သို့ပြုကြလိမ့်မည်ကို၎င်းမောတကဲသည်တိချင်းငါအပြူတော်နန်းဝင်းရှိမှနေတိုင်းသွားလာ၏ ထိုအပြူတော်တို့ထုံးစံအတိုင်းတနစ်စေသောအခါတယောက်နောက်တယောက်အလဲတင့်သည့်အတိုင်းရှင်ဘရင်အာရွှေရုထံသို့ဝင်ရ၏6လပတ်လုံးမှုရန်စီ6လပတ်လုံးနန္တာမျိုးအဆရှိသောစင်ကြဲစီသော စီးမျိုးကိုတုံး၍စင်ကြဲခြင်းအမှုပြီးသည့်တိုင်အောင် ထိုမြကာလကိုလွန်စီရ၏ ထိုနောက်မှာအပြိုတော်သည် ရှင်ဘီရင်ထံသို့ဝင်ချင်းရောက်သောအခါအလိုရှိသမျှတို့ကိုတောင်း၍အပြိုတော်နန်းမှ ရှင်ဘီရင်နန်းတော်သို့ယူသွားရ၏ညဥ်အချိန်၌ဝင်၍နနက်အချိန်၌နန်းတော်မိမ့်မဆူမောင်းမမိတ်တန်အုပ် ရှာရှက်ကာဇစောင့်တော်ဒုတိယမိမနန်းတို့ပြန်ရ၏။ရှင်ဘရင်ချစ်၍နာမည်အားဖြင့်ခေါ်တော်မမူလျှင်နောက်တဖန်အထံတော်တို့မဝင်ရ။မိမိသမီးကဲ့သို့မောတကဲမွေးမြူသောဗတွေအဘိဟဲလာသမီးအေတဒာသည် အလှဲ့တင်၍ရှင်ဘရင်ထံသို့ဝင်ရသောအခါနန်းတော်မိမဆူအပြူတော်အုပ်ဟေကဲစီရင်သောအရာမတပါအဘဲအရာကိုမျှမတောင်းအေတဒာကိုတွေ့မြင်သည်။သောသူတို့သည် chitta ta yi ထိုသူရှင်ဘရင်အာရွှေယုတီနန်းဆန်ခုနှစ်နှစ်တေဘတ်အမိရှိသောတသမလတွင်ဧတတာကိုနန်းတော်၌တင်းတော်မူပြီးလင်အခြားသောသမီးကညာအပေါင်းတို့ထက်ဧတတာသည်စိတ်တော်ကိုနူးညွတ်စေ၍အထံတော်၌မျက်နာရသဖြင့်ရှင်ဘရင်သည်အခြားသောမိမတကာတို့ကိုချစ်သည်ထက်ဧတတာကိုတာ၍ချစ်တော်ကြောင့်သူကောင်းပေါ်မှာရာဇသရဖူကို တင်၍မိဖုရားဝါရှတိအရာ၌ချီးမြှောက်တော်မူ၏ ထိုအခါရှင်ဘရင်သည်ဧတတာပွဲဟူ၍ကြီးသောပွဲကိုမူတော်မတ်တော်ကျွန်တော်တို့အဖို့လုတ်သည်ဖြင့်နိုင်ငံတော်တိုင်းပြည်တို့ကိုမင်းမှုလွတ်၍စီးစိမ်တော်နှင့်လျော်စွာဆုချတော်မူ၏။သမီးကညာတို့သည်ဒုတိယအချိန်၌ဆုဝေးသောအခါမော်တကဲသည်နန်းတော်၌တကားမူဖြစ်၏။ ဧတဒာသည်မော်တကဲထံမွေးမြူခြင်းကို ခံ၍နေစဉ်အခါသူ၏စကားကို နားထောင်သည်နီးတူနားထောင်သေးသည် ဖြစ်၍မော်တကဲတတိပေးသည့်အတိုင်းမိမိအမျိုးမိမိဆွေညာတကာတို့ကို မဖော်မပြဘဲနေသည်တည်းထိုကာလတွင် မော်တကဲသည် နန်းတော်၌တကားမှုဖြစ်စဉ်ဘိကတန်နှင့်တေရက်ဒီဟုသောနန်းတော်မင်းမဆူတကားဆောင်နှစ်ယောက်တို့သည်ဒေါသစိတ်ရှိ၍ရှင်ဘရင်အာရွှေယုကိုလှုပ်ကြံမိဟုအာထုတ်ကြ၏သူအမှုကို မော်တကဲတည်၍မိဖုရားအေးတတာအားဖော်ပြ၏ ို့သူမော်တကဲဖော်ပြကြောင်းကိုအေးတတာသည် ရှင်ဘရင်အားရှောက်လေ၏ထိုအမှုကိုစစ်ကြော၍အမှန်တိသောအခါထိုသူနှစ်ယောက်တို့ကိုတစ်ပင်၌လဲဆွဲချပြီးမှ ရှင်ဘရင်ရှိနန်းတော်မှတ်စာ၌ရေးမှတ်သည်အာမင် God bless you